ယူကမက်စ်ဒီနဲ့ချန်ပီယံစ်ပိတ်သမ ्या အားလုံးပဲမင်္ဂလာပါကျွန်တော်အခုတစ်ခါဒါဆွေးနွေးတောင်းဆိုသွားမယ်အကြောင်းအရာကမန်ချက်စတာစီးတီးအသင်းရဲ့တိုက်စီမှုအလန်ဟာလန်ပေါ့နော်ဆိုတော့အလန်ဟာလန်ကိုလည်းချီးကျူးရင်းပေါ့ပြီးတော့မန်ချက်စတာစီးတီးအသင်းကလည်းအလန်အပေါ်မှာဟိုအယံမီခိုနေရတဲ့အနေအထားမှာဒီအဲ့မီခိုအချင်းအပေါ်မူတည်ပြီးတော့ဖြစ်ပေါ်လာတဲ့ဟိုကောင်းကျိုးနဲ့ဘီရဆိုကျိုးတွေပေါ့နော်ဆိုတော့အဲ့ဒီအရာတွေပေါ့ဒီကဆွေးနွေးသွားမှာပေါ့ ဆိုတော့ Manchester City ကအားလုံးသိတဲ့အတိုင်းပဲအခုအချိန်မှာက Haaland ရဲ့ gravity အဲ့ဒီ gravity အောက်ကို Manchester City ကလုံးလုံးရောက်သလိုဖြစ်နေတယ် Manchester City ကသူတို့အသင်းရဲ့တမိုင်းမှာထိတန်းတိုက်စစ်ကစားလာမှာလေပေါ့နော်အတမိုင်းမှာဆိုတဲ့နေရာမှာဟို2008ကနေစခဲ့2008ဒီ testing shinawa trial ပြီးတဲ့နောက်ဒီအချိန်မှာသူတို့လက်ထဲကိုရောက်လာတဲ့အချိန်အဲ့ရောက်လာတဲ့အချိန်နီးပြားတွေလည်းအမျိုးမျိုးပြောင်းနေတယ် အဲ Pellegrini တို့ Mancini တို့ Pep Guardiola တို့ဆိုတော့အဲ့ထက်ကဒီအထူးသဖြင့် Pep Guardiola ဆိုတော့ Manchester City မှာကထိတ်တန်းနီးပြောင်းနေတယ်ထိတ်တန်းတိုက်စစ်ကစားမော်ရိတ်အများကြီးရှိခဲ့ဘူးပြီးတော့ဒီအသင်းကဒီကိုအများကြီးတွင်းခဲ့တယ် Carlos Tevez တို့ Alan Jacko တို့ကစားပြီးတော့ Balotelli တို့လည်းကိုယ်တွေတွင်းခဲ့တာပဲဒါပေမဲ့နောက်ပိုင်းကျတော့ Sergio Aguero ပေါ့ Aguero အဲ့ဒီကနေဒီဘက်မှာအခုဒါတဖြည်းဖြည်းနဲ့နောက်ဆုံးဒီ Alan Haaland ခေတ်ကိုရောက်လာတယ် ောက်တဲ့အချိန်မှာ Manchester City ရဲ့အခုဒါခု2025-26ဆို Alan Haaland ကပြိုင်ပွဲဆိုမှာ18ဂိုးသွင်းပြီးသွားပြီ Manchester City အတွက် Premier League မှာ7ပွဲကစားပြီးတဲ့အချိန်မှာ73ဂိုးသွင်းထားတယ်။အော်အဲ့အသွင်းကိုမှတ်တမ်းကလည်းသူ Manchester City ကိုပထမဆုံးစတင်ပြောင်းရွှေ့လာတယ်2022-23လုံးက Premier League ကို55ဂိုးအဲ့ Premier League ဆောင်အောင်အပြေးမှာဒါဒုတိယအကောင်းဆုံးစံချိန်ပေါ့နော်ဒီ Premier League တမိုင်းမှာ စစ်ပွဲကစားပြီးတော့73ကိုတင်တာသူနဲ့ဒီ65တောင်က left ferdinand နဲ့ဆိုတော့သူကဒုတိယနေရာမှာရှိတယ်ပြန်တဲ့အဆင့်၄အဆင့်၅အဆင့်၆ကအာလဟာလန်က2022-23-23-24-25-26 lea သေးအခုဒါ Manchester City နဲ့ဆို lea သေးမြောက်ကစားတာအဲ့တော့ Premier League တမိုင်းတခြားပွဲစဉ်၁၀ပွဲအပြီးတွင်ကိုအများဆုံးစီးရင်မှာထိပ်ဆုံးကစားသမားဟိုထိပ်ဆုံးနေရာ၅နေရာရှိတယ်အဲ့၅နေရာထဲမှာနံပါတ်၁က Alan Haaland ပူရွက်နှစ်ကအာလန်ဟာလန်နဲ့အဲလက်ဖာရီနန်ပြီးအဆင့်3ကအာလန်ဟာလန်အဆင့်4ကအာလန်ဟာလန်အဲ့လိုဖြစ်နေတယ်ပရီမီယာလိဂ်တမိုင်းချောင်းမှာအာလန်ဟာလန်ဟာအော်ထိပ်ဆုံး9နေရာမှာလက်ဖာရီနန်တူ73ကိုအခုတရားစီ33ခုနဲ့စံချိန်တူကလွှဲရင်တမိုင်းချောင်းဆယ်ပွဲအပြီးကိုယ်တွင်းအများဆုံးမှာလဲအာလန်ဟာလန်ဟာနံပါတ်1မှာရှိသလိုနှစ်မှာလဲသူပဲပြီးပူရွက်နှစ်ကိုဖယ်လိုက်ဖယ်လိုက်တဲ့ခါကျတော့တော့မထားတော့ဘူး၄လဲသူပဲ၅ပဲသူတူရဲ့အဲ့လိုဖြစ်နေတယ် ော်ဒီယာဒီကနောက်တစ်ခုပိုဆိုးတာပြောမှာဆိုမန်ချက်စတာစီးတီးရဲ့တိုက်စက်က2022 23လောက်တွင်ကိုပူရတာမဟုတ်ဘူးအသင်းလိုက်တွင်ကိုကပိုနှဲသွားတယ်အလဟာလနီရဲ့တွင်ကိုကအရင်အတိုင်းပဲလို့ပြောရမယ်ဆိုတဲ့အနေထားမျိုးဖြစ်နေတယ်အဲ့တော့ဘာဖြစ်လာလဲဆိုတော့ဒီကွင်းထဲမှာပေါ့မန်ချက်စတာစီးတီးတသင်းလုံးရတဲ့အခွင့်အရေးတွေရဲ့48ရာခိုင်နှုန်းကအလဟာလန်ဖြစ်နေတယ် ကျန်တဲ့52ရာခိုင်နှုန်းကကျန်တဲ့တိုက်ချက်ကစားမအကုန်လုံးအရင်ရောဒီ line up ပြောပြီးတော့ဒီကွင်းနယ်လူခန့်စစ်ကစားမအကုန်အပောင်းကျန်တဲ့တစ်သိန်းလုံးက52ရာခိုင်နှုန်းအလားအလား48ရာခိုင်နှုန်းဆိုတော့ကျွန်တော်မြင်လာရတယ်အဲ့မှာဘာသွားတွေ့ရလဲဆိုစင်ဒရမ်ကိုမြင်ရတယ်ဟာလန်ကိုဘဟုပြုထားတဲ့ပုံစံကျွန်တော်တို့မြင်လာရတယ်အဲ့လိုမြင်ခြင်းမှာကျွန်တော်က CT ဘက်ကနေပြီးတော့ကောင်းကွက်ဆိုးကွက်ရှိတယ်။အာလန်ဟာလန်အနေနဲ့ကျတော့အရန်ကောင်းလို့ဒီလိုမှတ်တမ်းပိုင်ဆိုင်လာ အဲ့လိုပဲ Manchester City ရဲ့ဒီ expected goal value စုစုပေါင်းရဲ့60%ဟာ60%ရင်းလုံးဟာ Haaland Haaland ဖြစ်နေတယ်။ကျန်တဲ့တစ်သိန်းလုံးရဲ့ဟာ HD ရဲ့40%ကိုတောင်းယူထားပြီးတော့ Haaland Haaland တူဦးတွေက City ရဲ့တရားစီလုံး HD ရဲ့60%ရင်းလုံးကိုတောင်းယူထားတော့တွေ့တယ်။ဒါက Twin Go အရေးအတွက်ပေါ့နော်။ Twin Go ဆိုတဲ့နေရာမှာဒီ Premier League Twin Go Total League Goals ပေါ့။ဆိုတော့ Manchester City ကျန် Rest of the team က35%ရင်းလုံးဖြစ်ပြီးတော့ ဟာလန်တူရဲက65ရာခိုင်နှုန်းကိုတွေတင်လာတော့တွေ့ရတယ်ဆိုတော့ဒါဘယ်ကျွန်တော်ကစန်ထရယ်ဇင်လို့ခေါ်တာတခြားဒီနေ့မှာလည်းအခုဒါကိုတွေတွင်းနေတဲ့ကစားသမားတွေရှိတယ်ကလျံမပေးလဲကိုတွေတွင်းဟာရီကိန်းလဲကိုတွေတွင်းနေမဟာမက်ဆလာလဲကိုတွေတွင်းနေဒါပေမဲ့သူတို့ဟာဒီဒီတွင်းကိုအရေးအတွက်အားဖြင့်အလန်ဟာလန်နဲ့တိတ်မကွာကြပြီမဲ့အသင်းအတွက်တွင်းကို percentage မှာကြတော့တော်တော်တော့ကွာနေတယ်ကျန်တဲ့ကစားသမားတွေက အသာရီပတ်စံဝင်ကြအောင်မှရှိတယ်တသိန်းလုံးသွင်းခွေ30ရာခိုင်နှုန်း35ရာခိုင်နှုန်းတချို့အစိတ်ရာ20ရာခိုင်နှုန်းအစရှိသဖြင့်ပေါ့လေတခြားထိုက်တန်အသင်းတွေပါအာလဟာလန်ကကျတော့ City ရဲ့65ရာခိုင်နှုန်းဆိုတဲ့ကိန်းဂဏန်းကြီးဖြစ်နေတယ်ဆိုတော့ဟာလန်နဲ့ကိုးတွေသွင်းတာမှန်တယ်ဒါပေမဲ့ City ကျန်တဲ့သူတွေကတော့ကိုးသွင်းနေနေတယ်ဆိုတော့တခြားအသင်းတွေက Mbappe ကိုးတွေသွင်းတာမှန်တယ်ဒါပေမဲ့တခြားကစားသမားတွေလည်းကိုးသွင်းနိုင်တယ်ဆိုတာမျိုးဖြစ်လာတယ်အဲ Hurricane ကိုးတွေသွင်းနေတာမှန်တယ်တခြားသူတွေလည်းကိုးသွင်းနိုင်တယ်စီတီကအလဟာလန် ကိုးတွေတွဲနေတယ်ကျန်တဲ့သူတွေရဲ့ကိုးတွေနှောင်းကတော်တော်ယော့နေတယ်ဆိုတော့မျိုးကျွန်တော်တို့မြင်လာတယ်ဆိုတော့ဟိုကောဆိုတော့ပြောသူတွေကောင်းကျိုးတွေလည်းရှိတယ်ပြီးတော့ဘေးရဆိုးကျိုးတွေလည်းရှိတယ်ကောင်းကျိုးကတော့အထူးသဖြင့်အာလန်ဟာလန်အပိုင်းကိုပဲကျွန်တော်တို့ခြေကျိုးမှာသူရဲ့ efficiency ဟာတော်တော်ကိုကြောက်စရာကောင်းတယ်အာလန်ဟာလန်ဟာဆိုတော့ဒီရာဒီမှာအာလန်ဟာလန်ရဲ့ဒီ conversion rate ပေါ့နော်အဲ့ဒီ carrier rate က အလဟလန်ဟူစကစားရမော်ဒီမာစကစားရကအခု2025 26အထိသူဖြတ်တန်းခဲ့တဲ့ကာလရှောက်လို့မှာသူ့ရဲ့ conversion rate ကတော်တော်မြင့်တယ်26%လောက်ရှိတယ်။ဒါပေမဲ့ဒီယာဒီမှာကတော့အလဟလန်ကအဲ့ထက်တော့မပိုကောင်းနေတာကိုတွေ့ရတယ်။အဲနောက်တစ်ခုကဒီအလဟလန်ကိုတိဆောက်ပြီးတော့ကစားတဲ့အခါမှာတခါလေကျတော့ဂျင်းတဲ့ချက်ထဲမှာမိုးတဲ့ရေထဲမှာအတင်းကယုံကန်နေရတယ်။ဟာလန်ကအချိန်တန်ကိုတွန်းသွားတယ်ဆိုတော့အရာက Manchester City ဤအသင်းအတွက်ပြီးတော့ Pep Guardiola အတွက် psychological advantage ရတယ်စိတ်ပိုင်းဆိုင်ရာအရာဆိုသူမှာအသာစီးရတယ်ဗောနော်အလားဟာလန်လိုတိုက်စင်မှုရှိနေတဲ့ကဆိုတော့ဒီ Guardiola ကလည်းဒါကြောင့်ပြီးခဲ့တဲ့ရက်ပိုင်းကပဲပြောတယ် Haaland ကအသင်းအတွက်အရေးပါမှုအားဆိုတဲ့အရာအားဖြင့်ဆိုရင် Messi နဲ့ Ronaldo level ကိုရောက်နေပြီလို့သူပြောသွားတယ်ဆိုတော့ Guardiola ကစကားစကားလုံးကိုတတိကြီးကြီးထားပြီးတုံသွားတယ် မတူတာကမက်ဆီနဲ့ရော်နယ်ဒိုက15နှစ်စာလောက် longevity ပေါ့နော်အဲ့ဒီအရာကြီးကိုတက်သေးပြသွားတယ်အာလဟာလန်ကတော့နှစ်တူသေးတယ်ဆိုတော့ဆိုလိုတာကဒီကစားသမားတအူးနေတဲ့ level ကို တွက်မယ်ဆိုရင်မက်ဆီရော်နယ်ဒိုအဆင့်ကိုအာလဟာလန်မရောက်သေးဘူးဒါပေမဲ့ current situation ဟာသူမက်ဆီကိုသူကန်တွယ်ခဲ့ဘူးတော့ပြီးတော့သူရော်နယ်ဒိုကိုသူလိုချင်ခဲ့ဘူးတော့အဲ့ဒီကစားသမားတွေအသင်းအဖို့တက်ရောက်မှုလောက်ကိုအာလဟာလန်က အဲ့ level ကိုရောက်နေပြီစေသူဖြည့်ပြူးသွားတယ်တကယ်တော့ဂွာဒီလာကဟိုရနာဒိုကိုထားပါသူကစားသမားမဟုတ်လို့မက်ဆီနဲ့သူလှိုင်းရှင်ပြီးတော့သူကမက်ဆီရဲ့ level ရောက်နေပြီလို့ပြောတဲ့ကစားသမားဟာမရှိတဲ့လောက်ရှားတယ်မရှိဘူးလို့တောင်ပြောလို့ရတယ်အဲ့ဒီအာလာဟာလန်နဲ့မှသူပထမဆုံးပြောသွားတာပြောတဲ့အခါမှာလည်းသူသတိထားတယ်တကယ် overall ခြုံကြီးလာရင်မက်ဆီ level မဟုတ်ဘူးရနာဒို level မဟုတ်ဘူးဒါပေမဲ့အသင်းဟာဒီအသင်းအဖို့အကျိုးပြုမှုနှုန်းဒီရာသီအနေနဲ့ပြောမှဆိုလက်ရှိအာလာဟာလန်ရဲ့ဒီအဆင့် မက်ဆီရိုနာဒိုတို့အကျိုးပြုတယ်လို့ဖြစ်နေပြီဆိုမျိုးသူသူထုတ်ပြီးတော့ခြေကျူးသွားတယ်ဆိုတော့ဒါကဒီအာလန်ဟာလန်နဲ့ပတ်သက်ပြီးတော့ပပ်ဂွာဒီယိုလာရဲ့အမြင်ပေါ့ဆိုတော့အဲ့မှာမှဒီဆိုးကျိုးတွေလည်းရှိတယ်ဆိုးကျိုးတွေရှိရဆိုရင်အဲ့ဆိုးကျိုးတွေအကြောင်းမပြောခင်ဂွာဒီယိုလာရဲ့အသင်းတွေကဂွာဒီယိုလာနီးပြဘောမှာအသင်းသုံးသင်းပဲကင်တွေ့ခဲ့ဘူးတယ်အားလုံးသိတယ်နော်အေးဘာစလိုနာကိုင်းရခဲ့ဘူးတယ်ဘိုင်းမင်းနဲ့ချက်ကိုကိုင်းရခဲ့ဘူးတယ်ဆိုတော့ဘာစလိုနာမှာတော့ကလည်းမက်ဆီရဲ့တွင်ကိုတွေအများကြီးသူရခဲ့တယ် အဲ့လိုပဲဘန်မြူနစ်ကိုကန်တွေ့တဲ့အချိန်မှာလာ11 DOT ရဲ့အတွင်းဟိုးတွေသူအများကြီးရခဲ့တယ်ဆိုတော့အဲ့ဒီကစားသမားတွေအပေါ်မှာလဲဒီဖပ်ကွာရီယိုလာကရဲ့အသင်းတွေကိုအဲ့ဒီကစားသမားတွေကအများကြီးပြခိုခဲ့ရဆိုတော့ကျွန်တော်တို့မြင်ခဲ့ရဟုတ်တယ်ဆိုတော့ဟာလန်ကအခုမန်စီးတီးမှာဗောလေအဲ့မှာမှဘာကွာလဲဆိုတဲ့အကြောင်းပေါ့နော်ဘာကွာလဲဆိုတော့ဒီ2000ဒီ69 10 17အဲ့ကာလတွေပေါ့နော်မက်ဆီဟာတကယ်တကယ်ကို ဟိုဘာစလိုနာတစ်သင်းလုံးကတခြားကစားသမားတွေဘလုံးမလိုက်မမိနိုင်တော့ကိုသွန်းနှုံးတွေကိုပြသခဲ့တယ်။ဒါပေမဲ့အဲ့ဒီအနေထားမှာတော့မှဘာစလိုနာဟာသူတို့ရဲ့ဟိုဘောလုံးကလည်းအထွတ်ထိပ်ရောက်နေတဲ့အချိန်သူတို့ရဲ့ဒီ possession football ပြီးတော့ positional discipline အဲ့ဒီအပိုင်းတွေကလည်းအမြင့်ဆုံးအဆင့်မှာရောက်နေခဲ့တယ်။ရောက်တဲ့အခါမှာမက်ဆီအပေါ်မှာသူတို့ရဲ့သူတို့ရဲ့ဒီသဘောတဘာဝအားဖြင့်မိကုမှု ရှိတယ်ဆိုပေမဲ့မက်ဆီကအလဟာလန်လိုမျိုးဟို ဘယ်လိုခေါ်မလဲဆိုတော့ကိုသွင်းသူတသက်မဟုတ်ဘူးမက်ဆီကဘပ်ကွာဒီယိုလာရဲ့တကယ် creative outlet ဖြစ်နေတယ်ပြီးတော့ဒီ system မှာသူဟာအဓိကအကျဆုံးကစားသမားဖြစ်သည့်တိုင်အောင်မက်ဆီက right winger မလေးကစားတယ် fast 9ကစားတယ် free 10ကစားတယ်ပြီးတော့တိုက်စစ်မှုကစားတယ်ပြီးတော့ဒီ half half space creator ကစားတယ်မျိုးစုံမက်ဆီကကစားတယ်ကစားတဲ့အခါကျတော့မက်ဆီနဲ့မကဘဲနဲ့တခြားကစားသမားတွေဖြစ်တဲ့ david villar တို့ pedro တို့အဲပြီးတော့ဒီ alexis sanchez တို့ အဆရှိသဖြင့်မဟုတ်လေဂိုးတွေအများကြီးတွင်းခဲ့ကြတယ်အပြင်ကိုရှာဗီအနီယက်စတာဒန်နီအယ်ဗတ်တို့တို့တိုက်စစ်အတွက်အရန်အထောက်အကူဖြစ်တဲ့ဒီကစားဟန်နဲ့လက်တွေ့အသုံးချတန်ဖို့တွေလည်းရှိတယ်ဆိုတော့ဘာစလိုနာကဒါကြောင့်ဒီမက်ဆီအပေါ်ကိုဖပ်ကော်ဒီယိုလာမိကိုရတယ်သို့တော့မက်ဆီအပြင်ဆိုတဲ့ဟာမျိုးကိုကျွန်တော်ကစဉ်းစားလို့ရပြောလို့ရတယ်ဆိုတော့သူတို့ရဲ့ systemic balance ကြီးကတော်တော်အားကောင်းတယ်ဘာစလိုနာရဲ့အနေအထားမှာတော့မက်ဆီမှာတော့လေဗန်ဒေါစကီလည်းဒီလိုပဲ ်လီဗန်ဒော့စကီကကြတော့ကွန်ထရိုးလေးကနေပြီးတော့ဒီဖီနရှင်းလုပ်တာသူဒီလီဗန်ဒော့စကီကိုမိခိုးရတယ်ဆိုတော့သဘောတော်ပါဒီဘာစလိုနာအသင်းကိုပြီးတဲ့နောက်မှာဘိုင်းမြူနစ်မှာကစားဟန်တချို့ပြောင်းလာတယ်ပြီးတော့မက်ဆီမဟုတ်တော့လီဗန်ဒော့စကီဖြစ်လာတယ်လီဗန်ဒော့စကီကမက်ဆီရဲ့11မဟုတ်ဘူးဒါပေမဲ့လီဗန်ဒော့စကီကလည်းသူ့အပေါ်မော့ကြည့်လိုက်ကစားသမားနည်းနည်းလေးပဲရှိတယ်တကက်ထိတ်တန်အဆင့်ဒါပေမဲ့အဲ့ဒီလီဗန်ဒော့စကီနဲ့ကိုက်ညီတဲ့ geometric patterns တွေကပြောင်းသွားတယ်အသင်းနှစ်သင်းကြားမှာ အဇွန်17ကိုသွားတယ်ပြီးတော့အနိကကတ်ဘက်စ်တွေလုပ်ပြီးတယ်လေဗန်ဒေါဖစကီတွင်းသွားတယ်ဆိုတာမျိုးလည်းတွေ့ရတယ်။ဒါပေမဲ့အဲ့ဒီအပြင်ကိုကတိကွန်ထရိုးကိုသောမတ်မူလာတို့ပြီးတော့ဒီရီဗရီတို့အာဂျန်ရောဘန်တို့ဒီလိုကစားသမားတွေလှုပ်လှုပ်ကြသလိုလေဗန်ဒေါဖစကီရဲ့ဘိုင်ယန်မှာဂိုးသွင်းလုံးကအရင်မြင့်သည့်တိုင်အောင်ဘိုင်ယန်ကတရားသူဂိုး100ကျော်ပုံမှန်တွင်းတယ်။ဆိုတော့ပရီးမီယာလိဂ်လို36ပွဲတောင်ကစားတာမဟုတ်34ပွဲပဲကစားတာ။အဲ့မဂိုး100ကျော်တွင်းတယ် ဆိုတော့ Lewandowski ရဲ့ twin goal ဟာလေ25 or 30အဲ့ဂျားထဲမှာ percentage အနေနဲ့ရှိတယ်ဆိုတော့လိုလိုပြောရင်မှီတော့မှီခိုးတယ် Alan Haaland ကိုအကြီးအကျယ်မှီခိုးထားတာမျိုးမဟုတ်ဘူးဆိုတော့ Alan Haaland ကကျတော့ Manchester City မှာဘာဖြစ်လဲဆိုတော့ဒီသူကိုယ်တိုင်က structure လို့ဖြစ်နေတယ်အခုဒီအထူးသဖြင့်ဒီရာသေးပေါ့နော်သူကိုယ်တိုင်က structure လို့ဖြစ်နေတယ်သူကိုယ်တိုင် Alan Haaland ရဲ့လုပ်ရည်ကိုင်အပေါ်မူတည်ပြီးတော့ Manchester City ကကျန်တဲ့ကစားသမားတွေက ဥပမာဒီ CD ရဲ့အခု pub quality ရောက်စားအထင်ကနေစပြီးတော့2022 23အဲ2022အထိပေါ့နော် Holland မရောက်ခင်2021-22ရာသီအထိကိုပြီးမှဆိုရင်တော့ City မှာကဟိုကျန်တဲ့အသင်းဖော်တွေအများကြီးကလည်းဟိုဥပမာ Aguero တူတည်းသွင်းနေတာမဟုတ်ဘူး Aguero ကိုအများကြီးသွင်းနေဒါပေမဲ့ကျန်တဲ့အသင်းဖော်တွေကလည်းကိုသွင်းနိုင်ကြီးရှိတဲ့သူတွေအများများတယ်ဒါပေမဲ့လက်ရှိ Manchester City မှာကျတော့ Al Haaland ရဲ့ကိုသွင်းနှုန်းကတိကျကြီးခြုံထွက်နေပြီကျန်တဲ့သူတွေကကစားသမား အများစုတွင်းကြရုံနဲ့အခု Premier League တွင်ကိုအာလန်ဟာလန်73ဂိုးဖြစ်တဲ့အချိန်မှာကျန်တဲ့ကစားသမားတွေမှာ3ဂိုးတွင်းတဲ့သူတော့မရှိဘူးဆိုတဲ့အနေအထားမျိုးဖြစ်နေတယ်ဆိုတော့ဒီအရာကဒီနည်းနည်းတော့ risk ရှိတယ်အသင်းကမကောင်းတာမဟုတ်အသင်းကလည်းကောင်းနေတယ်မပေးချန်ပီယံဆုစိန်ခေါ်နိုင်သလားစိန်ခေါ်နိုင်သောလည်းရှိတယ် UCL ကိုစိန်ခေါ်နိုင်သလားလို့စိန်ခေါ်နိုင်သောလည်းရှိတယ်အာလန်ဟာလန်ဒီလောက်ဂိုးတွေတွင်းနေတာကအသင်းတော့မကောင်းလားဆိုအသင်းတော့လည်းကောင်းတယ်ဒါပေမဲ့ဘလိုပဲပြောပြောကစားသမားတူတဲ့ပုံမျိုးကို ထားခြင်းပါအာလဟလန်တန်ရသွားခဲ့ရင်ဆိုတဲ့ rest အဲ့ဒီပြီးတော့အချိန်မရွေးဆိုတဲ့အနေအထားဆိုတော့ဟာလန်မရှိဘဲနဲ့ Manchester City ကမနစ်ကဆိုဖပ်ပြောမှုတယ်ဟာလန်မရှိတဲ့နောက်ဆုံးပွဲကတဲ့အဲ့အဲ့ချိန်မှာသူပြောတာပေါ့နော်ကျွန်တော်တို့ San Siro နဲ့ကစားခဲ့တာတဲ့ကျွန်တော်3-0နဲ့နိုင်ခဲ့တာပဲလို့သူပြောရင်မယ်အဲ့ဒါကပြိုင်ဘက်အနေအထားပြီးတော့ဟိုပြိုင်ပွဲအနေအထားပြီးတော့ဘလောက်ထိ ဒီလောက်ရေရှည်သွားနိုင်တယ်လေရိုဒရီမပါဘဲနဲ့လည်း CD နိုင်ပွဲတွေရတာပဲဒါပေမဲ့ရေရှည်မှာကျတော့ရိုဒရီပါတလောက်တော့အားရဆရာမကောင်းတော့ဘူးလေအဲ့လိုဖြစ်တာပေါ့ဆိုတော့ဟာလန်ကဟိုဒန်ယာမရရင်ဘယ်လိုလုပ်မလဲဆိုဒန်မရရင်ကောင်းတာပေါ့ဒါပေမဲ့အဲ့ဒန်ယာရချင်းမရချင်းတခုတည်းမဟုတ်အာလဟာလန်ကိုမသွင်းနိုင်ရင်ဘယ်လိုလုပ်မလဲအရင် predictable ဖြစ်လာရင်ဘယ်လိုလုပ်မလဲအဲ့ predictability ကလည်းကျွန်တော်တို့ကထည့်ပြီးစဉ်းစားရတယ်ပြီးတော့ဟိုလောလောဆယ်အနေထားမှာကျွန်တော်တို့ဒီအာလဟာလန်မန်စီးတီးကိုမြင်ရတာကလောလောဆယ်အနေထားလို့ပြောတာနော်ဒီနောက်ပိုင်း ပုံစံပြောင်းရလဲပြောင်းသွားတယ်လောဆယ်ကတော့ဒီ one dimensionality ပေါ့အတွင်းကိုးတွေအထက်က one dimension ပဲဖြစ်နေတယ်မက်ဆီနဲ့ဘာစလိုနာအသင်းဖော်တယ်လို့လက်ဗန်ဒေါစကီနဲ့ဘိုင်းမျူနစ်အသင်းဖော်တယ်လို့မဟုတ်ပဲနဲ့ပြီးတော့အဲ့လိုပဲအစာဂျူအဂွေရိုနဲ့မန်စီးတီးအသင်းဖော်တယ်လို့ပြီးတော့အရင်ယာတီတွေကအလန်ဟာလန်ထပ်ကိုတီယာတီရဲ့ဒီပန်ဒန်စီကသူ့အပေါ်မိခိုးမှုကအရန်တုံခဲနေတာကိုတွေ့ရတယ်ဆိုတော့ဒါကြောင့်ဟိုမန်ချက်စတာစီးတီးအနေနဲ့အဲ့ဒီအချက်ကဟို လက်ရှိအနေအထားယူကိုပြောင်းလဲစရာတော့မလိုပါဘူး။ဒါပေမဲ့စိုးရင်စရာတော့ကောင်းတယ်။အပြောင်းလဲဆိုတာအမြဲတမ်းလုပ်နေရတဲ့အရာမဟုတ်ဘူး။နည်းနည်းလေး tactical ဒီ adjust လုပ်မယ်။တချို့အရာလေး shift လုပ်မယ်။အသွားကြည့်လို့လည်းရပါသေးတယ်။အဲဒါပေမဲ့ဒီအတိုင်းသာဆက်သွားနေမှာဆိုရင်တော့ Manchester City အတွက်ဟိုကြောက်စရာကောင်းတာမဟုတ်ဘူး။အန်ဒီရမဟုတ်ဘူး။ဒါပေမဲ့စိုးရင်စရာအငွေသက်တွေတော့ရှိတယ်။ဘောနော်ဆိုတော့ဒီအကြောင်းကိုအသုံးသက်တင်ဆက်ကျင်လာဖြစ်ပါတယ်။ကြေရှုအားပေးခဲ့ကြတဲ့ ယူကမန်စတီပြည်သူများအားလုံးအထူးပဲကျေးဇူးတင်ပါတယ်